င်္ဂလာပါဒီနေ့ကတော့မဖြစ်မနေသွားနှုတ်ကူတာရမယ်သွားကျမ်းပါရေးအခြေအနေတွေကိုပြောပြပေးပါမယ်ကျွန်တော်တို့နံပါတ်၁ကတော့ဆေဗီယာတန်တယ်ကေရီလို့ခေါ်တယ်သွားပိုးစားတာအရင်ပြင်းထန်သွားရင်ကျွန်တော်အာယုံကြောတွေထိသွားတယ်သွားပိုးစားတာအရင်ကြီး ပြင်းထန်သွားရင်ကျွန်တော်တို့ကသွားနှုတ်ကူတာမှရမယ်ဒါကတော့ကျွန်တော်တို့ကနံပါတ်၁အချက်နံပါတ်၂ကတော့ကျွန်တော်တို့ကဆေဗီယာ ဒီကပတိပေါ့ဇေဗီယာတဲ့ဒီကပတိပေါ့ဒီကပတိဆိုတာကျွန်တော်တို့ကပိုးပေါက်သွားအခေါင်းပေါက်ပိုးပေါက်ကအရန်ကြီးနက်လွန်သွားရင်ကျွန်တော်တို့ကဘယ်လိုဆုံးဖြတ်လဲဆိုတော့ကျွန်တော်တို့ကပိုးစားရင်ကျွန်တော်တို့တချို့အနေထားအကျော်သက်ကယ်လို့ရတာမျိုးရှိတယ်ဒါပေမဲ့သူကပိုးစားတဲ့အခေါင်းပေါက်ကြီးကကျွန်တော်တို့ရဲ့ဒီ bifurcation လို့ခေါ်တဲ့ဒီအောက်အထိရောက်သွားရင်တော့ကျွန်တော်ဒီအမြင့်ရဲ့ခွာချာပေါ့တကယ်ပြောရရင်တော့ကျွန်တော်တို့ကသွားပိုးပေါက်ရဲ့အပေါက်ကကျွန်တော်ဒီခွာလောက်ထိရောက်ရင်တော့ ကျွန်တော်တို့ကနှုတ်ဝတာမျိုးတိဖြစ်သွားနိုင်တယ်။ဒါကကျွန်တော်တို့ကနမတ်နှစ်အချက်ဒီကပတိအကောင့်ပေါက်ကြီးသွားတာအရန်ကြီးလွန်းသွားရင်ပေါ့နော်။ဒါကြီးလွန်းသွားရင်တော့ကျွန်တော်တို့ကနှုတ်တာပဲလုပ်ပေးလို့ရတယ်။နောက်တစ်ခုက Sevilla 28 28ဆိုတော့ကျွန်တော်တို့သွားကြိုက်တာ။သွားကြိုက်တာ အရန်ပြင်းထန်တယ်။ကျွန်တော်တို့ဘလို့မှကယ်လို့မရတဲ့အနေအထား။ဟိုမှာတချို့သွားပိုးစားတယ်။သွားပိုးစားပြီးတော့သွားက ခေါင်းမရှိတော့ဘူးခေါင်းမရှိတော့ပဲနဲ့အမြင့်ကြံနေအဲ့အမြင့်ကနေပြီးတော့ဆူဆူဝါဝါကြိုက်ခဲတယ်နားတယ်ဒါမျိုးဆိုရင်တော့ကျွန်တော်တို့ကဒီအကြောသက်နှုတ်ကြောသက်ကဲတာမျိုးလုပ်လို့မရတော့ပဲနဲ့ကျွန်တော်တို့သွားနှုတ်ရတာမျိုး ဖြစ်သွားနိုင်တယ်ဒါကတော့နံပါတ်3ချက်ပါနံပါတ်4ချက်ကတော့ကျွန်တော်တို့ two fracture two fracture ဆိုတာကျွန်တော်တို့ကသွားကကွဲထွက်သွားတာသွားကွဲထွက်သွားမှမှာကျွန်တော်ကဟိုအမျိုးမျိုးရှိသေးတာပေါ့ကျွန်တော်တို့ဒီခေါင်းပိုင်းလေးပဲကွဲတယ်ဆိုရင်ဒါကျွန်တော်တို့က ကယ်ပြီးတော့အကျော်အသက်ပြီးတော့ပြန်ဆွတ်တာမျိုးတွေလုပ်လို့ရတယ်တချို့ကြတော့လည်းဖာသေးတာနဲ့တင်ရတာမျိုးရှိတယ်တချို့သွားကွဲတာကကျွန်တော်တို့ကဘလို့အခြေအနေမျိုးမှဆိုမရလဲဆိုတော့ particle refresher တို့အဲကျွန်တော် splitter 2တို့ splitter 2ဆိုတော့သွားကလုံးဝကွဲထွက်သွားတာနှစ်ဖက်ဟိုဘက်ဒီဘက်ကျွန်တော်နှစ်ချမ်းကွဲွားတာတို့ကျွန်တော်တို့အမြင့်ကွဲတာအမြင့်ပါပါရင်တော့ကျွန်တော်တို့ကဒီဟိုသွားကွဲတာကိုကျွန်တော်တို့ကနှုတ်မှာပဲရမှာဒါကတော့ကျွန်တော်တို့ကနံပါတ်၄ချက်နံပါတ်၅ကတော့ကျွန်တော်တို့က dental offset န်တဲ့ FF ကကျွန်တော်တို့ကသွားမှာပြီးတယ်တာပေါ့ဒါပေမဲ့သွားမှာကျွန်တော်တို့ကပြီးတယ်တိုင်းတော့ကျွန်တော်တို့နှုတ်เสียမလိုဘူးတချို့ကဲလို့ရတဲ့အခြေအနေဆိုကျွန်တော်တို့ကအကျော်သက်ပြီးကဲလို့ရတယ်ဒါပေမဲ့ဒီကျွန်တော်တို့အခုသွားနှုတ်ရမဲ့အခြေအနေမျိုးကတော့ကျွန်တော်တို့ကသွားပူစားတာတကွက်ကြော်ခေါင်းကကျွန်တော်တို့ပုံမှန်ဆိုကျွန်တော်တို့ကခေါင်းကိုတဝက်လောက်ဆိုရင်ကျွန်တော်တို့ကအကျော်သက်ကယ်လို့မရတော့ဘူးကျွန်တော်တို့ဘာလို့ရလဲဆိုတော့နှုတ်ရတာမျိုးလောက်ရတတ်တယ်တကယ်လို့ကျွန်တော်တို့ကသွားပိုးစားတာ သုံးပုံတစ်ပုံလောက်ဆိုရင်တော့ကျွန်တော်တို့ကအကျော်အသက်ကယ်လို့ရတယ်ဥမာသွားပိုးစားတဲ့နှုန်းက crown fracture တဝက်ကျော်သွားရင်ကျွန်တော်တို့ပိုးစားတာဒီခေါင်းပိုင်းကိုတဝက်ကျော်သွားရင်တော့ကျွန်တော်တို့ကသွားနှုတ်ကုသတာအကောင်းဆုံးပဲဒါကတော့ကျွန်တော်တို့ကနံပါတ်6ချက်ကကျွန်တော်တို့ dental asset ပေါ့နော်နံပါတ်9ကတော့ကျွန်တော်တို့ gam tasi gam tasi ဆိုတာကျွန်တော်တို့ကတဖုံးယောဂါပေါ့တဖုံးယောဂါပေါ့တဖုံးယောဂါလို့ပြောရင်ကျွန်တော်တို့က နောက်ဆုံးကကျွန်တော်တို့ကရေစည်းကမ်းမြို့ပဲအဓိကတော့ရေစည်းကမ်းမြို့အဓိကတော့တဖုံးကြောင်ရန်တာဆိုရင်ကျွန်တော်တို့ကကြောက်ချစ်တန်ရှင်းရဲ့လောက်ဒါတွေကပုံမှန်ပြန်ကောင်းနိုင်တယ်။သွားနဲ့သွားပြီဆိုရင်တော့ကျွန်တော်တို့ကဒီတဖုံးယောဂရဲ့နောက်ဆုံးဆင်းဖြစ်တဲ့ရေစည်းကမ်းမြို့ဖြစ်သွားရင်တော့ကျွန်တော်တို့ကသွားနှုတ်မှာပဲရနိုင်တယ်။ဒါကတော့ကျွန်တော်တို့ကရေစည်းကမ်းမြို့ဒါနံပါတ်9အချက်ပေါ့နော်။ဒါကတော့တဖုံးယောဂပေါ့။နံပါတ်10အချက်ကတော့ကျွန်တော်တို့က မဲအလိုင်းမဲအလိုင်းဆိုတာပုံစံမမှန်တဲ့သွားဒါမှမဟုတ်ကျွန်တော်တို့က crowd တက်တိသွားတွေထက်နေရင်သွားတွေထက်နေရင်လေကျွန်တော်တို့သွားနှုတ်ရတာမျိုး ဖြစ်နိုင်တယ်နောက်ထပ်တစ်ခုက impacted to impacted to impacted to ဆိုတာကျွန်တော်တို့အန်ဆုံးကကျွန်တော်တို့စောင်းထွက်တာမြုပ်နေတာဒါဆိုရင်လည်းကျွန်တော်တို့ကနံပါတ်၈အချက်အနေနဲ့ impacted to ကကျွန်တော်တို့နှုတ်ရတာမျိုးရှိတတ်တယ် နံပါတ်6ကတော့ကျွန်တော်တို့က traumatic injury လို့ခေါ်တဲ့ကျွန်တော်တို့ထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန် accident ပေါ့လည်းကူပြောရင်တော့ထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန်ရရင်တော့ကျွန်တော်တို့နှုတ်ရတာမျိုးရှိတယ်ဘလို့မျိုးတွေတွေ့ရတယ်လဲဆိုတော့ကျွန်တော်တို့ car accident ဖြစ်တာတို့တချို့ချော်လဲတာတို့တချို့ကြတော့ချော်လဲတဲ့အချိန်မှာလဲကြွားပြီးတော့ဒီ traumatic injury ပေါ့သွားမှာထိခိုက်သွားတယ်တချို့သွားကဒီတဖုံးနဲ့ ဒီဟဝါပြီးတော့ကျွန်တော်သွားကျွတ်ထွက်လူနီးပါဖြစ်သွားရင်ကျွန်တော်နှုတ်ရတာမျိုးရှိတယ်တချို့အနေထားတော့သွားကလုံးဝ3ပုံ2ပုံ3ပုံ2ပုံလောက်ပြတ်ထွက်သွားတာမျိုးအဲဒါမျိုးဆိုရင်တော့ကျွန်တော်တို့ကနှုတ်တဲ့ဟိုနှုတ်တာနှုတ်တဲ့ကုသမှုမျိုးပဲဒါလုပ်လို့ရတော့တာပေါ့နော်ကဲအခုအချိန်လေးလေးတွေကတော့ကျွန်တော်တို့အခုဖြစ်တဲ့သွားကျမ်းမာရေးအချိန်လေးလေးတွေကတော့ကျွန်တော်တို့ကဒါသွားနှုတ်ပြီးကုသမှရမယ်အချိန်လေးမျိုးလေးပေါ့နော် ဲ့တော့အခုဗီဒီယိုလေးကနေပြီးတော့ကျွန်တော်တို့ဘူးသူတာတွေအများကြီးရရှိသွားမယ်လို့မျှော်လင့်ပါတယ်ဘူးသူတာအများကြီးရရှိသွားတယ်ဆိုရင်တော့ထုံးစံတိုင်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးပါအောင်ခင်ဗျာတကယ်လို့သွားကျမ်းမာရေးနေပဲဖြစ်ဖြစ်ကျမ်းမာရေးနေပဲဖြစ်ဖြစ်ပေါ့နော်သိချင်တဲ့အကြောင်းအရာလေးရှိရင်လဲကျွန်တော်ရဲ့ဗီဒီယိုလေးရဲ့အောက်မှာ comment လေးရေးပေးခဲ့လို့ရပါတယ်အဲ့ဒီ comment လေးရဲ့အကြောင်းအရာလေးတွေကိုလည်းကျွန်တော်နောက်ဗီဒီယိုလေးတွေမှာထပ်ပြီးတော့ကျွန်တော်ဆွေးနွေးတော့ပြပါဦးမယ်။ ကျွန်တော်ဒေါက်တာအောင်သူပါမင်္ဂလာရှိတဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်ကြပါစေ